မင်္ဂလာပါရှင်။ဘာမှခဲ့တဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။အခုချိန်ကစပြီးနောက်ဆုံးရသတင်းများကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ယခုတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စစ်ကောင်စီ၏၂၁ရက်နေ့လွန်ငင်းတတအခွင့်ဖြင့်နိုင်ငံရေးအကျဉ်းသား388ဦးသာလွန်မြောက်ပြီးနိုင်ငံရေးအကျဉ်းသား2000ကျော်ဖမ်းဆီးခံထားရဆဲဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ အကြံဖက်ဆက်ကောင်းစီနှစ်စံတရံနေလွန်ငင်းသက်တာအဝင်ဖြင့်နိုင်ငံရေးအကျဉ်းသား380ရှေဦးသားလွန်မြောက်ပြီးနိုင်ငံရေးအကျဉ်းသား2000ကျော်ဖန်ဆီးခံထားရဆဲဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင်ကိုတိုက်ထုံးကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောကြားသည့် အကျန်းဖက်စစ်ကောင်စီက20 DNA တွင်လွန်ငိန်ချမ်းသာပေးမှုတွင်အကျန်းထောင်33တောင်မှနိုင်ကျင်388ဦးလွန်မြောက်သည်ဆိုတော့လေအင်းဆိုင်အကျန်းတော်လွန်ငိန်စီရင်စစ်စစ်ရန်လူနေတွေကနိုင်ကျင်2000ကျော်ဖမ်းဆီးခံရရစေဖြစ်ကြောင်းလက်ရှိတွင် PPNM အမှတ်တမ်းကောက်ယူမှုအရအကျန်းတော်33တောင်တွင်နိုင်ငံရေးအကျန်းသား222ဦးနိုင်ငံရေးအကျန်းသူ159ဦးစုစုပေါင်း388ဦးလွန်မြောက်ကြောင်းသိရှိရသည် အကျဉ်းောင်ထဲမှာ2000ကျော်လောက်တော့ကြန့်ရှိနေသေးဖြစ်တယ်။လက်ရှိလွတ်နေတဲ့အရေးအတွက်တွေကအရန်နေသေးတယ်။အကျဉ်းောင်ထဲမှာနိုင်ငံရေးပုံမှားတွေနဲ့905ပါဝင်တခြားပုံမှားတွေနဲ့ဆွဲခံနိုင်ရသူတွေလက်ရှိအကျဉ်းောင်ထဲမှာရှိနေတော့2000ဝန်းကျင်နဲ့2000ကျော်လောက်တော့ဖမ်းဆီးထိန်းသိမ်းခံနိုင်ရစေလို့ပြောလို့ရပါတယ်ဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှာဦးဆောင်ကော်မတီဝင် ကိုတိုင်ထုံးကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောကြားသည်လက်ရှိစည်ရင်အရလွန်ငင်းစည်ရင်တွင်နိုင်ချင်း၁၀ရာခိုင်နှုန်းလွမြောက်လာသည်ဟုဆိုနိုင်ကြောင်းတို့ရရင်အင်းစိန်အကျဉ်း၌နိုင်ချင်း၂၀၀လွမြောက်သည်ဆိုသည့်စည်ရင်မှာမှဆက်လက်စည်စေးရအောင်မည်ဖြစ်ကြောင်းကိုတိုင်ထုံးကပြောဆိုသည် ကျွန်တော်တို့အကျဉ်းအောင်တွေကိုတိုက်ရိုက်ဝင်ရောက်ဆက်ဆေးခွင့်ရတဲ့အဖွဲ့အစည်းမဟုတ်တော့လွတ်မြောက်လာတဲ့လူတွေရဲ့ပြောဆိုမှုနဲ့ကျွန်တော်တို့ရဲ့စောင့်ကြည့်မှုထွက်လာတဲ့အခြေအနေကိုနေမြေတာဝန်ခံတွေရဲ့သတင်းပေးပို့မှုပေါ်မူတည်ပြီးတွက်ဆထားတာဖြစ်တဲ့အတွက်မြေပြင်မှာဒီဓာတ်ပုံမှုများပြနိုင်တာတွေလည်းရှိသလိုဒီဓာတ်ပုံနေသွားနိုင်တာလည်းရှိပါတယ်ဟုကိုတိုက်ထုံးကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည် အကျန်းဖက်ဆက်ကောင်စီကဧပြီလ18ရက်နေ့မြန်မာနှစ်သက်ကိုနှစ်စံတရနေ့တွင်အကျန်းသား9000နီးပါးကိုလွညင်းတက်တာခွင့်ပေးခဲ့ခြင်းဖြစ်သည်။ဆလဘီနှွေဦးလက်နက်ကင်တော်လန်ရင်နှင့် PDF များ၏နေရာဆွဲတဲ့ရင်ဆောင်ပါကိုတင်ဆက်ပေးပါမယ်ရှင်။2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်စစ်အာဏာရှင်များကိုရာရလက်နက်ဆွဲကင်ပြီးတိုက်ပွဲဝင်ကြသည့်နှွေဦးတော်လန်အင်အားစုများတပြည်လုံးအနက်ပေါ်ပေါလာ၏ပြည်မတွင်အကြီးကအဖြစ် PDF နှင့်ပြည်သူ့ကော်မတီတပ်ဖွဲ့ပကဖာများပြင်ဗမာပြည်သူ့လူမျိုးရေးတပ်မတော် BBL ၏ပြည် ုလွန်မြောက်ရေးတမ်မတော် PLA ၊ကျောင်းသားလက်ယုံတမ်မတော် SAF ၊လူလူတော်လိုင်းမဟာမိတ်အင်အားစု PIA မကွေ၊ပမာအမျိုးသားတော်လိုင်းတမ်မတော် PNRA စသည်ဖြင့်နှွေဦးအင်အားစုများပေါ်ပေါက်လာခဲ့၏။ထို့ပြင်ကရင်နီ၌ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ချင်းပြည်နယ်၌ချင်းဒေသကာကွယ်ရေးတမ်မတော် CDF ၊ကချင်ပြည်နယ်၌ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF တို့အားကောင်းမှန်းတံပေါ်ပေါက်လာသည်။ နွေဦးတော်လိုင်းအင်အားစုများသည့်စတင်ပေါ်ပေါက်လာခြင်းကလေးချင်းစုဖွဲ့မှုအားနည်းသည့်အပြင်တူမီအပါဝင်ရရလက်နက်ဆွဲခိုင်တိုက်ပွဲဝင်ကြရသည့်ဖြစ်ရာပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်ကြရ၏။ချောင်းဖြစ်ပြည်သည့်အဖွဲ့များဟုဆိုကြပြီးအတော်များများကအထင်မြင်သေးကြ၏။ အချင်းယူစုဖွဲ့လေ့ကျင့်တာတဲ့တိုင်းရင်းသားတပ်ဖွဲ့များပင်မဖြိုနိုင်သည့်စစ်တပ်အားလေ့ကျင့်စုဖွဲ့မှုလက်နက်ခဲယံတပ်စင်မှုဗန်နာရင်းနှင့်ထောက်ပို့မှုအားနေသည့်ຫນွေဦးတပ်ဖွဲ့များကရှင်ပြိုင်တိုက်ခိုက်အနိုင်ယူရန်မဖြစ်နိုင်ဟုယူဆခဲ့ကြ၏ຫນွေဦးအင်အားစုများကိုအထင်မြင်သိခဲ့ကြ၏ PDF အပါဝင်ຫນွေဦးအင်အားစုများသည့်လေတပ်အမြောက်တပ်နှင့်လက်နက်ခဲယံအပြည့်စုံတပ်ဆင်ထားသည့်စနစ်တကျလေ့ကျင့်စုဖွဲ့ထားသည့်စစ်တပ်ပြိုင်ပတ်မဟုတ်ဟုယူဆခဲ့ကြသည်ထို့ပြင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကတိုက်နိုင်စွမ်းရှိလျင် PDF နှင့်ຫນွေဦးအင် များဆွေများတိုင်းနိုင်စွမ်းရှင်မည်မဟုတ်ဟုအထင်မြင်သေးခဲ့ကြသည်ထို့သောသောຫນွေယူတပ်ဖွဲ့များတွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကုတ်ကဲမှုအောက်ရှိ PDF တပ်ဖွဲ့သည်တပြည်လုံးအတိုင်းအတာဖြင့်ဖြန့်ချက်လှုပ်ရှားနေပြီးအင်အားအများဆုံးဖြစ်သည်စစ်ကောင်စီအထက်ကအာယုံဆိုင်သောတပ်ဖွဲ့ဖြစ်တဲ့သို့အစံဘက်အဖွဲ့ဖြစ်ခြေညာခြင်းခံရသောတပ်ဖွဲ့ဖြစ်၏ຫນွေဦးကလာလေးနေကြကိုဖျက်တမ်းပြီးတကလား PDF တပ်ဖွဲ့အများကြီးစည်ရေးအခြေအနေကိုသုံးသပ်ကြည့်ပါကအောက်ပါအတိုင်းတွေ့ရသည် PDF တပ်ဖွဲ့များကိုကချင်ရှမ်းမြောက်ကရင်နီကရင်မော်ရခိုင်စသည့်ပြည်နယ်များတွင်တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပူးတွဲလှုပ်ရှားသည်ကိုတွေ့ရသကဲ့သို့စကိုင်းမန္တလေးမကွေးပဲခူးတနင်္သာရီရန်ကုန်နေပြည်တော် AR တို့တွင်တည်ကြရက်တွေ့ရတော်၎င်းအချို့နေရာများတွင်တိုင်းသားတပ်ဖွဲ့များနှင့်ပူးတွဲရေတော်၎င်းလှုပ်ရှားနေရသည်ကိုတွေ့မြင်ရသည်။နေဦးတော်လိုင်း၏ပေါ်ပေါက်လာသောတပ်ဖွဲ့များနှင့် PDF သည်တပြည်လုံးအတိုင်းအတာရအင်အားအများဆုံးနှင့်ဖြန့်ကျက်မှုအများဆုံးတပ်ဖွဲ့ဖြစ်သည်။ PDF များသည့်တိုင်းသာတပ်ဖွဲ့များကဲ့သို့ပြည်내အကန့်အသတ်နှင့်သာလှုပ်ရှားနိုင်နေမဟုတ်ပေတပြည်လုံးနေရာအများဆိုရင်လှုပ်ရှားနိုင်သည်ကိုတွေ့မြင်ရ၏ PDF တပ်ဖွဲ့များသည့်ယခုအခါပျောက်ကြားတိုက်ပွဲများသာမကချိန်မုံရေးတိုက်ပွဲစကန်သိန်းတိုက်ပွဲမြို့သိမ်းတိုက်ပွဲများကိုပါအောင်မြင်စွာတိုက်ခိုက်လာနိုင်သည်ကိုတွေ့ရ၏ချိန်မုံရေးတိုက်ပွဲများ 2024-2025ခုနှစ်များတွင်စစ်တပ်လှုပ်ရှားစစ်ကြောများတိုက်ခိုက်ခြေမုံသည့်တိုက်ပွဲများကို PDF များကတိုက်ခိုက်နိုင်သည်ကိုတွေ့ရ၏။ပဲခူးတိုင်းလေဗရန်မြို့နယ်ရှေငန်ရွာအနီးအင်အားတရာခန့်ရှိစစ်ကောင်စီစစ်ကြော2024ခုနှစ်ဩဂုတ်လ24ရက်နေ့တွင် PDF တပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာအရာရှိ9ဦးအပါအဝင်20ခန့်သေဆုံးပြီး3မန်း10ဦးဖမ်းဆီးရရှိခဲ့၏။ရန်သူတံမလက်နက်မျိုးစုံအလက်30နှင့်ခင်းရဲများတင်စီရမိခဲ့၏။ မန္တလေးတိုင်းတပိတ်ကျဲမြို့နယ်တွင်းငယ်တိုင်းနယ်အနီးတွင်2024ခုနှစ်စက်တင်ဘာလ12ရက်နေ့ကစစ်ကောင်စီအင်အား58ဦးပါစစ်ကြောင်း PDF တပ်ဖွဲ့များကဖျက်ချောက်တိုက်ခိုက်ခဲ့ရာရှမ်းသူ20ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့သည်ရှမ်းသူထံမှလက်နက်မျိုးစုံ20တလန်နှင့်ခဲယမ်းများတင်စီရမိခဲ့၏ စကိုင်းတိုင်းဗုဒ္ဓလင်တိုက်ပွဲတွင်2024ခုနှစ်စက်တင်ဘာလ30ရက်ကကုရော်ရရေကင်းစခန်းမှာဗုဒ္ဓလင်မျိုးတို့ပြန်လည်ထွက်ခွာလာသည့်ခမရ106မှအင်အား80ကျော်ရှိလှုပ်ရှားစစ်ကြောင်းစီပါရွိုင်းအနောက်တောင်ဘက်အရောက်တွင် PDF နှင့်ပူးပေါင်းတပ်များကအသင်းဆောင်ဇူရီချေမုံတွေတိုက်ပွဲဖြစ်ခဲ့သည်စစ်ကောင်စီတပ်ဖွဲ့ဝင်36ဦးသေပြီးတုံမှန်ဖြစ်43ဖမ်းမိ၏လက်နက်မျိုးစုံ56လက်နှင့်ခင်းရမီကြောင်များတင်စီရမိခဲ့၏အကျိုးမြတ်များသည့်တိုက်ပွဲဖြစ်သည် စကိုင်းတိုင်းရွှေဘိုခရိုင်ဝက်လက်မြို့နယ်မှတ်တိရွာနှင့်မင်းကုန်းရွာကြားနိုင်လေကိုင်းရွာမှထွက်လာသောအင်အား89ဦးပါစစ်ကြောင်း PDF တပ်ဖွဲ့များက2025ခုနှစ်ဇန်နဝါရီလ9ရက်နေ့တွင်တိုက်ခိုက်ချိန်မုံငယ်ရာ49ဦးသေဆုံး6ဦးအသုံးမှန်ဖြစ်ဖမ်းဆီးရမိခဲ့ပြီးလက်နက်မျိုးစုံ45လက်နှင့်ဆက်ဆက်ပစ္စည်းများသိမ်းဆီးရမိခဲ့၏ ထို့အပြင်ဇန်နဝါရီလ၄ရက်နေ့ကလည်းစကိုင်းဝက်လက်မြို့နယ်ရှိမကားရွာသို့စကန်းထိုင်ရန်ချီတက်လာသည့်တပ်မ33စစ်ကြောင်း PDF တပ်ဖွဲ့များကတိုက်ခိုက်ရာစစ်သား20ကျော်သေဆုံးပြီးလက်နက်5လက်နှင့်ခဲယမ်းများတင်စီရမိခဲ့၏။စကိုင်းတိုင်းမုံရွာခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါမထွက်လာသည့်ကားဆယ်စီခန့်ပါဝင်သည့်စစ်ကောင်စီရဲနံအား PDF များက2025ခုနှစ်ဇန်နဝါရီလ9ရက်နေ့တိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးသေဆုံးပြီး9ဦးအရှင်ဖမ်းပြီးကလက်နက်ခဲယမ်းအများအပြားကိုလည်းတင်စီရမိခဲ့၏။ ည်မန္တလေးတိုင်းမြင်းချံခရိုင်မြင်းချံနဲ့တောင်သာသို့သွားသည့်လမ်းတိုင်းခမရ15ရဲနှင့်ပြူစောတိပူပေါင်းအင်အားတရာခန့်အား2025ခုနှစ်ဇန်နဝါရီလ12ရက်တွင် PDF တပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြရာစစ်ကောင်စီဘက်မှ20ဦးသေဆုံးခဲ့ပြီးလက်နက်မျိုးစုံ10လမ်းခဲယမ်းများနဲ့73ပစ္စည်းများသိမ်းပါရရှိခဲ့၏မြင်းချံခရိုင်နထိုးကြီးမြို့နယ်ပြင်စီရွာမှထွက်လာသောတမ69လက်အောက်ခံစစ်တပ်နှင့်ရဲတပ်ရင်းပူပေါင်းအင်အား50ခန့်အား2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့နက်ပိုင်းတွင် မြောင်းကြောင်ရွာနဲ့စိန်ပကံရွာကြားနိုင် PDF များကတိုက်ခိုက်ရာ22ဦးသေဆုံး၊10ဦးဖမ်းဆီးရမိပြီးလက်နက်39လက်နဲ့ခဲယမ်းများတင်စီရရှိသည်။ 2025ခုနှစ်မတ်လ9ရက်တွင်မန္တလေးတိုင်းမြင်းချံခိုင်နထိုးကြီးမြို့နယ်ဝက်လူရဲစခန်းမှထွက်လာသောတပ်မတရားတလာခံစစ်ကောင်စီအင်အား200ခန့်အား PDF ပူးပေါင်းတပ်ဖွဲ့တို့ကကြာရင်းဘိုးရွာအနောက်တောင်မန်တိုင်းတိုင်ခိုင်ခေရစစ်ကောင်စီတပ်ဖွဲ့ဝင်25ဦးသေဆုံးပြီးအရာရှိ2ဦးအပါအဝင်14ဦးဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်ထံမှလက်နက်44လက်ခဲယမ်းနဲ့73ပစ္စည်းအများပြားသိမ်းဆည်းရမိခဲ့ပြီး2025ခုနှစ်မတ်လ15ရက်တွင်စကိုင်းတိုင်းကတာခိုင်အင်းတော်မြို့နယ်အဆက်ကတာမြို့နယ်ပင်လွရွာ နေဖန်းအောင်ကြီးဖန်းအောင်လေးတောင်းတိုင်းကတာမျိုးမှထွက်လာတဲ့အင်အား150ခန်းမှစစ်ကြောင်း PDF ပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ရာစစ်ကောင်စီဘက်မှ33တေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိ၍32ဦးဖမ်းဆီးရမိခဲ့သည်။လက်နက်54လက်ခရဲအများပြားနှင့်ဆက်ဆက်ပစ္စည်းများသိမ်းဆီးရမိခဲ့၏။စခန်းသိမ်းတိုက်ပွဲများ အန်ယူဂျီကောင်ရေးဝင်ကြီးဌာနမှထုတ်ပြန်ချက်အရ2024ခုနှစ်ဒီဇင်ဘာလ29ရက်တနင်္ဂနွေလအတိုင်းအတာရတော်လိုင်းတပ်ဖွဲ့များကစကန်ပေါင်း842ခုသိမ်းပိုက်ခဲ့သည့်အနက်စကိုင်းမန္တလေးမကွေးပဲခူးတနင်္သာရီတိုင်းတို့တွင် PDF ဘကပနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များကသိမ်းပိုက်သည့်စကန်ပေါင်း162ခုရှိသည်ကိုတွေ့ရ၏စကန်သိမ်းတိုက်ပွဲအချို့မှာအောက်ပါတိုင်းဖြစ်သည့် 2023ခုနှစ်နိုဘယ်မာလ3ရက်နေ့ကမကွေးတိုင်းကံကောမြို့နယ်မင်းရွာရဲကင်းစခန်းအား PDF နှင့်ပကဖတပ်များကတိုက်ခိုက်သိမ်းပိုက်ရရန်သူ6ဦးသေ17ရောက်လက်နက်ချ4ဦးထွက်ပြေးပြီးလက်နက်မျိုးစုံ18လက်နှင့်ခရင်မီကြောင့်အများပြားသိမ်းဆည်းရရှိခဲ့၏2023ခုနှစ်နိုဘယ်မာလ21ရက်နေ့ကစကိုင်းတိုင်းဝက်လက်မြို့နယ်ရွှေပန်းကုန်းရဲစခန်းအား PDF ပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရ3ဦးသေ16ဦးရှင်ဖမ်းပြီးလက်နက်မျိုးစုံ32လက်နှင့်ခရင်မီကြောင့်အများပြားသိမ်းဆည်းရမိခဲ့၏ 2023ခုနှစ်နိုဝင်ဘာလ21ရက်နေ့မှ23ရက်ထိစကိုင်းတိုင်းကလေးမြို့နယ်ရှမ်းကြီးအောင်ရဲစခန်းအား PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာရှမ်းသူ16ဦးသေ18ဦးအရှင်ဖမ်းမိပြီးလက်နက်မျိုးစုံ32လက်နဲ့ခင်းရဲအများပြားသိမ်းဆီရမိခဲ့ပြီး2024ခုနှစ်ဇန်နဝါရီလ24ရက်နေ့ကတနင်္သာရီတိုင်းတဝဲမြို့နယ်စောက်ထုစစ်စင်ရေးခြေကုပ်စခန်းအား PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ15ဦးသေ2ဦးဒဏ်ရာရပြီး9ဦးအရှင်ဖမ်းမိခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ထံမှလက်နက် မျိုးစုံ16လမ်းနဲ့ခင်းရန်ဆက်ဆက်ပစ္စည်းအများပြားတင်စီရရှိခဲ့သည် 2024ခုနှစ်ဇွန်လ28ရက်နေ့ကကတာခရိုင်အင်းတော်မြို့နယ်နဒါရွာတက်စကန်အား PDF ပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာရန်သူ14လောင်းရရှိခဲ့ပြီးလက်နက်မျိုးစုံ20လက်နှင့်ခရင်အများပြားသိမ်းပိုက်ရရှိခဲ့၏2024ခုနှစ်ဇူလိုင်လ21ရက်နေ့ကတပိတ်ချင်းမြို့နယ်အင်းနယ်ရတာဝါတိုင်းစကန်အား PDF တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရာအလောင်း၈လောင်း၃မန်း၈ဦးနှင့်လက်နက်မျိုးစုံ23လက်ကြီးအများပြားသိမ်းဆီရမိခဲ့၏ 2024ခုနှစ်ဩဂုတ်လ15ရက်နေ့ကမကွေးတိုင်းကံကောမြို့နယ်ရှိရေနံမော်ကင်းစကန်များ PDF ပုံမှောက်တက်များကတိုက်ခိုက်ခဲ့ရာရန်သူ12ဦးသေ12ဦးဖမ်းပြီးလက်နက်မျိုးစုံလက်30နဲ့ခဲယမ်းများတင်စီရမိခဲ့၏မြို့သိမ်းတိုက်ပွဲများ PDF တပ်ဖွဲ့များသည်2023ခုနှစ်နိုဝင်ဘာလ6ရက်နေ့တွင်စကိုင်းတိုင်းကောလင်းမြို့အသိမ်းပိုက်ခဲ့စစ်ကောင်စီစခန်းအလုံးကိုသိမ်းပိုက်ရရှိခဲ့ပြီးလက်နက်မျိုးစုံ54လက်နှင့်ခရင်များဆက်ဆက်ပစ္စည်းများငွေအများများသိမ်းဆည်းရမိခဲ့သည်2023ခုနှစ်နိုဝင်ဘာလ6ရက်နေ့တွင်ကျွန်းလာမှကောလင်းသို့စစ်ကူလာသည်အင်အားနေအားခံရှိစစ်ကြောင်းအကံဘလူမျိုးနဲ့အလဲခုံရအနီးတိုင်း PDF တပ်ဖွဲ့များကတိုက်ခိုက်ခြင်းမုံရစစ်ကောင်စီတပ်ဖွဲ့ဝင်80ကျော်တည်ပြီး20ခန့်တန်ရာရရှိခဲ့၏ ရန်တို့ထံမှလက်နက်မျိုးစုံ56လက်နဲ့ခရဲအမြောက်များသိမ်းဆည်းရမိခဲ့သည်။ PDF တို့၏ပထမဆုံးမျိုးသိမ်းတိုက်ပွဲဖြစ်တော်လဲ2024တွင်ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။ 2023ခုနှစ်နိုဗင်ဘာလ9ရက်နေ့တွင်စကိုင်းတိုင်းတမူခရိုင်ခမ်းဘက်မြို့အား PDF တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး2023ခုနှစ်ဒီဇင်ဘာလ10ရက်မှ16ရက်ထိကလေးမြို့မှခမ်းဘက်မြို့သို့ပြန်လည်ထိုးစစ်ဆင်လာတဲ့အင်အား200ခန့်ရှိစစ်ကောင်စီစစ်ကြောင်း PDF တပ်ဖွဲ့များကပြန်လည်တိုက်ခိုက်ရန်စစ်ကောင်စီတပ်ဖွဲ့ဝင်30ခန့်တေဆုံးပြီး18ဦးခန့်ဒဏ်ရာရရှိခဲ့ပြီးနောက်လက်နက်မျိုးစုံ18လက်သိမ်းပိုက်ရရှိခဲ့သည် 2023ခုနှစ်နိုဝင်ဘာလ22ရက်နေ့တွင်စကိုင်းတိုင်းဟ ோம் လင်းမြို့နယ်ရွှေပြည်မြို့အားတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးတိုက်ပွဲတွင်၃မန်းရှိကိုဖမ်းဆီးရမိပြီးလက်နက်မျိုးစုံ40ခန်းနှင့်ခင်းရဲများပြန်သိမ်းဆီးရရှိခဲ့သည်2023ဒီဇင်ဘာလ23ရက်နေ့တွင် PDF ပူပေါင်းတပ်ဖွဲ့များသည်စကိုင်းတိုင်းမော်လုံးမြို့အားတိုက်ခိုက်သိမ်းပိုင်ခဲ့ပြီး2024ခုနှစ်မေလ17ရက်နေ့တွင်စကိုင်းတိုင်းတမူခရိုင်မြို့သစ်မြို့အား PDF ပူပေါင်းတပ်များကသိမ်းပိုင်ခဲ့ပြီးမြို့သစ်တွင်စစ်တပ်ရှမ်းနှင့်ကတဲ့ရဲပြူစောတင်းအင်အား250အခြေ ခြားဓာတ်တွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ခနဦးသတင်းများအရရဲ22ဦးလက်နက်ချခဲ့ပြီးလက်နက်မျိုးစုံ29လက်သိမ်းပိုက်ရရှိခဲ့သည် PDF တပ်ဖွဲ့များသည်စင်ကူးမြို့နယ်တွင်ရှိစစ်ကောင်စီစခန်းများအလုံးနှင့်စင်ကူးမြို့ကို2024ခုနှစ်ဇူလိုင်လ18ရက်နေ့တွင်အပိတ်သိမ်းပိုက်ရရှိခဲ့သည်စင်ကူးစစ်စင်ရေးများတွင်၃ဘန်းအများပြဖမ်းဆီးရမိခဲ့ပြီးလက်နက်ခင်းအများပြလည်းသိမ်းဆီးရမိသည်ကိုတွေ့ရ၏ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တကောင်မြို့အား PDF တပ်ဖွဲ့များက2024ခုနှစ်ဩဂုတ်လ12ရက်တွင်တင်ပါရရှိခဲ့၏တိုက်ပွဲတွင်ရန်သူ64ဦးအလောင်းရရှိခဲ့ပြီးအရာရှိ2ဦးအပောင်း20ဦးဖမ်းဆီးရမိခဲ့၏လက်နက်မျိုးစုံ83လက်နှင့်ခင်းရဲအများပြားတင်ပါရရှိခဲ့၏မန္တလေးတိုင်းတပိတ်ချင်းမြို့အား2024ခုနှစ်ဩဂုတ်လ18ရက်တွင်စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ25ရက်နေ့ကအပြေးဝသိမ်းပိုင်ထိန်ချုံနိုင်ခဲ့ရန်သူထံမှလက်နက်မျိုးစုံ63လက်မော်တာ5လက်ခဲယံပုံသည်နှင့်ဆက်ဆက်ပစ္စည်းအများပြားသိမ်းဆည်းရမိခဲ့သည်2024ခုနှစ်အောက်တိုဘာလ10ရက်နေ့တွင်စကိုင်းတိုင်းကောလင်းခိုင်ပင်လယ်ဘူးမြို့အား PDF ပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့၏2024ခုနှစ်ဩဂုတ်လ15ရက်နေ့တွင်စတင်တိုက်ခိုက်ခဲ့ပြီးနှစ်လနီးပါးတိုက်ခိုက်ခဲ့ရ၏စစ်ကောင်စီတရင်ဆယ်ရင်ခံမှအင်အားများနှင့်ရှမ်းနီအမျိုးသားများတက်မတော့ SNA ပူပေါင်းအင်အား100နီးပါးကိုတိုက်ခိုက်အောင်မြင်ခဲ့ င်းဖြစ်သည်တိုက်ပွဲအတွင်းရန်သူ80ဦးခန့်သေဆုံး295ဦးပျောက်ဆုံး225ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလက်နက်ချသူ48ဦးစစ်တပ်မှန်102ဦးဖမ်းဆီးရမိခဲ့ဤပင်လယ်ဘူးတိုက်ပွဲအားစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအကြိမ်680ကျော်ပုံသီးအလုံး9000ကျော်ကျဲချသည့်ကြားမှတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးလက်နက်ကြီးငယ်မျိုးစုံ400ကျော်နှင့်ခရယံမီကျောက်အမြောက်ပြားဆက်ဆက်ပစ္စည်းအများပြားသိမ်းဆီးရမိခဲ့ဤ PDF တပ်ဖွဲ့များသည့်အင်တော်မျိုးသိန်းတိုက်ပွဲအားရှင်းလင်းခန့်ဆင်နွှဲခဲ့ပြီးနောက်2025ခုနှစ်ဧပြီလ9ရက်နေ့တွင်အပိသက်သိမ်းမှရရှိခဲ့ပြီဖြစ်သည်။ အင်းတော်မျိုးသိန်းစက်ကောင်စီတက်မ80ခွန်ရှေရန်ဌာနချုပ်အခြေပြုရာမျိုးဖြစ်ပြီးတက်မမူကိုရိုင်းကိုကဲသည်တက်မမူဦးဆောင်သောဖွဲ့သည်ဧပြီလ9ရက်တွင်စကန်ဆွလွတ်ဆုပ်ခွာသွားခြင်းဖြစ်သည်အင်းတော်မျိုးသိန်းတိုက်ပွဲတွင်စစ်တုံးမှန်40ကျော်နှင့်ဟောင်းဝင်းစာနှစ်လန်း120မမနှစ်လန်းအပောင်းဝင်လက်နက်ကြီးလက်နက်ငယ်နှင့်ခဲယမ်းမီးကြောင့်အများပြသိမ်းပိုင်ရရှိဆောင်ကနဦးတရင်ထုတ်ပြန်သည်ကိုတွေ့ရ၏ ထို့အပြင်စကိုင်းတိုင်းအင်တော်မျိုးသိန်းတိုက်ပွဲအတွင်းထွက်ပြေးသားသည့်တပ်မ80ခွန်တပ်မမိုးအပောင်းဝင်းစစ်ကောင်စီတပ်ဖွဲ့ဝင်190ခန်းကိုကတားအနေတွင်ထပ်မံဖမ်းမိရခဲ့သည်မျိုးသိန်းတိုက်ပွဲများနဲ့ကောင်းလင်းမျိုးကိုပြန်လည်ဆွန့်လွှတ်ထားပြီးလက်ရှိမျိုးရှင်မျိုးအားဆက်လက်သိမ်းပိုက်ထားသည်